ငလင်ဘေးကနေတည်တည်လေးလွတ်မြောက်လာခဲ့ပြီးရဲ့နောက်ဘဝတပုံပြောင်းလဲသွားခဲ့တဲ့အကြောင်းကိုပြောပြလာတဲ့အစိုးရမနုံပရိသတ်များလုံးမင်္ဂလာပါရှင်ဘာမီစနောက်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ပရိသတ်ကြီးတို့အားလုံးသိကြတဲ့အတိုင်းပါပဲမြန်မာနိုင်ငံမှာတကြံကာလမရောက်ခဲ့အချိန်လောက်ကငလင်အကြီးစားတစ်ခုလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်မြန်မာနိုင်ငံမှာမတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြီးဟာဆိုရင်ပြင်အားခွန်တသက်မခွန်အထိရှိခဲ့တာဖြစ်ပြီးပြည်သူပြည်သားများစွာရဲ့အသက်အိုးအိမ်စီးစိမ်တွေဆုံးရှုံးပျက်ပြားမှုများပြားခဲ့တာဖြစ်ပါတယ် ဒီငလင်ကြီးဟာနေပေါင်း100ကျော်အတွင်းပြန်လည်အသက်ဝင်လာပြီးတော့လှုပ်ခတ်ခဲ့တာဖြစ်ပြီးဒီငလင်ကြားထဲမှာမှအသက်ရှည်ကျန်ရခဲ့တဲ့လူတွေအတွက်တောင်မှကြီးမားလာတဲ့ဆုံရှုံပြပြမှုတွေနဲ့ဘဝကြီးတစ်ခုလုံးကိုဝါပြောင်းပြန်လန့်သွားအောင်လုပ်နိုင်ခဲ့တဲ့အထိအားပြင်းခဲ့တာဖြစ်ပါတယ်။ငလင်ကြီးရဲ့အကျိုးသက်ရောက်မှုကတော့ကျန်ရသူမိသားစုတွေရဲ့ဘဝပေါင်းမြောင်များစွာကိုပြောင်းလဲသွားစေခဲ့ရပါ။ အားပြင်းစွာလောက်ခတ်ခဲ့တဲ့အမြင်ကလင်ကြီးကြောင့်အသက်ပေါင်းများစွာဆုံးရှုံးခဲ့ရပြီးတော့ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေကဝိုင်းရင်ဆိုင်ခဲ့ကြရတဲ့သူတွေတဲမှာတာမန်လူတွေတာမကတထေးကြီးတွေနဲ့အနုပညာရှင်တွေလည်းပါဝင်ခဲ့ပါတယ်။ငလင်တန်ကြောင့်မဲ့အနုပညာရှင်တွေတောင်မရှောင်နိုင်တဲ့ထိခိုက်ဒဏ်ရာရခဲ့ကြတာပါ အဲ့ဒီလိုနဲ့ပဲနောက်ထပ်အနုပညာရှင်တဦးဖြစ်တဲ့အစိုးရမနောဟာဆိုရင်ငလင်တန်ကျောင်းအသက်ဘေးကနေတည်တည်လေးလွတ်မြောက်လာခဲ့တာဖြစ်ပြီးတော့စကိုင်းမြို့မှာရှိတဲ့သူ့ရဲ့နေအိမ်ဟာဆိုရင်ရစရာမရှိအောင်ကိုပြိုကျပျက်စီးခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လည်းအစိုးရမနောဟာဆိုရင်ပြောင်းလဲသွားခဲ့ရပြီဖြစ်တဲ့သူ့ရဲ့ဘဝနဲ့ရှေ့ဆက်မဲ့အနာဂတ်တွေအစီအစဉ်တွေကိုပြည်သက်တွေစီကိုရင်ဖွင့်ပြောပြလာခဲ့ပါတယ်။ အစရောမနောကသူရဲ့ပထမဆုံးအယ်ဘမ်ဖြစ်တဲ့ဘိုးအောင်တင်တဲ့ချင်းနဲ့လူတီများလာခဲ့ပြီးတော့အခုချိန်မှာတော့တက်ကြီးရွယ်အိုမရွေးမနောဆိုတာနဲ့မတည့်ရသူမရှိလောက်အောင်ကိုတချိန်ကဝဝခွေအောင်မြင်ခဲ့တဲ့အစရောတို့ဦးဖြစ်ပါတယ်အနုပညာလောကမှာမအောင်မြင်ခင်ကတည်းကမနောကကားဝတ်လျှော့လုပ်ငန်းကားအယောင်ရှင်းရွန်းပြကန်ဖျားစီဒီနိဗ္ဗာန်ကုန်ပစ္စည်းတွေကိုပါလောက်ကင်နေကြီးကြီးတဲ့ချမ်းသာကျွေးဝတဲ့တထေးကြီးတူဦးဖြစ်ပါတယ် ဒါပေမဲ့မနောအားစီစဉ်ဥစ္စာတွေလုပ်ငန်းတွေနဲ့ချမ်းသာကြွားဝနေပေမဲ့လည်းမာနာကြီးခြင်းမျိုးမရှိခဲ့ပါဘူး။အောင်မြင်ကြောကြတဲ့နိုင်ငံကျော်အစိုးရတအုပ်အနေနဲ့ဂုံမောက်မာတာမာနာကြီးတာမျိုးလုံးဝကိုမရှိခဲ့တာပါ။မနောကကြံတဲ့ချိန်တွေမှာဘာသာရေးတာနာရေးတွေကိုပဲဦးစားပေးဆောင်ရွက်နေတာဖြစ်ပါတယ်။ဖခင်ဖြစ်သူမနောကိုယ်တိုင်ကတရားတွေကိုအားထုတ်နေပြီးအေးချမ်းတဲ့စကိုင်းတိုင်းရဲ့တောင်ကျိမှာအိမ်လေးဆောက်ကနေထိုင်နေရဖြစ်ပါတယ်။ အေးအေးချမ်းချမ်းနေထိုင်နေရကနေမတ်လ28ရက်နေ့မှာတော့ရုတ်တရက်ပြင်းထန်ကြီးမားတဲ့ငလင်တန်ကိုစိုးဝါးစွာနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ဒီငလင်တန်ကြောင့်အစိုးရမနှောနေထိုင်တဲ့နေအိမ်ဟာစိုးစိုးဝါးဝါပြိုကျပျက်စီးသွားခဲ့ပြီးတော့တူတောင်ကန်ကောက်လို့အသက်ဘေးကနေတည်တည်လေးလွတ်လာခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ဒါကြောင့်မနောကစကိုင်းမျိုးရဲ့ငလင်လောက်ခဲ့ပြီးရဲ့နောက်တင်ခါရတရားများရကစင်ကျင်ခဲ့မိပါတော့တယ်။သူရဲ့ဆုံးရှုံးမှုတွေကိုတန်ဝေကများရပြီးတော့ပြောင်းလဲသွားတဲ့သူရဲ့ဘဝရဲ့အနာဂတ်အစီအစဉ်တွေကိုအခုလိုမျှဝေလာခဲ့ရပါအစိုးရမနောကငလင်တန်ကိုကြောက်ရွံ့ကမြို့ပြကြီးတွေမှာတိုက်တာတွေနဲ့မနေတော့ပဲကိုရွံလေးမှာပဲအေးအေးချမ်းချမ်းနဲ့စိတ်ချမ်းသာစွာနေတော့မယ်လို့ပြောဆိုခဲ့ပါတယ်။ကိုရဲ့ရွာမှာဆိုရင်အေးချမ်းချောင်းနဲ့ထန်းလက်တွေနဲ့တာယာစွာနေနိုင်ကြောင်းပြောခဲ့ရပါဘာအနေရတွေကိုမှကြုံတွေ့မှာမဟုတ်ဘူးလို့ပြောခဲ့ပါတယ်။အသက်90လောက်ရှိပြီဆိုတော့ ော့ရွာကဝဲပြန်ပြီးအေးစင်းစင်းနေတော့မယ်လို့အစောရမနောကဆိုခဲ့တာဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောငလင်ကြောင့်ရွာပြန်တော့မယ်ဖြစ်ကြောင်းပြောလာတဲ့အစောရမနောပေါ်မှာပရိသတ်ကြီးတို့ရဲ့အမြင်ကိုလည်းပြောသွားခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။